ဆက်ပြီးတော့ keyboard အသုံးပြုပုံလေးကိုပြောပြပါမယ်เนาะဒါကတော့ဒီ Windows Operating System တိုင်းမှာပါတတ်တဲ့ on-screen keyboard ပါเนาะအဲသူ့ကတော့ရှင်းပြဖို့အတွက်တသက်ဖွင့်ပြထားတာပါเนาะဒီ keyboard ပုံမှာရှိတဲ့ key တွေကိုဘလို့ရိုက်ရတယ်ပေါ့နော်ဘလို့ရိုက်ရတယ်ဘလို့သုံးရတယ်ဆိုတာလေးကိုဒီလိုမျိုး mouse နဲ့ထောက်ပြီးတော့ရှင်းပြခြင်းတဲ့အတွက်အဲ ဖွင့်ထားတာပါနော်သူ့ကိုတုံးပြီးတော့ဆက်ရက်ပြန်มาတော့မဟုတ်ပါဘူးနော်တကယ်ကီးဘုတ်စစ်ကိုပဲလက်တွေ့ရိုက်ပြီးတော့လက်တွေ့ရိုက်ပြီးတော့တုံးပြမှာပါနော်ဒါကတော့ဒီလိုမျိုးရှင်းပြဖို့အတွက်တက်တက်ဖွင့်ထားတာပါနော်အဲတလက်စာရနေဒီ on screen keyboard လေးအကြောင်းကိုနည်းနည်းတော့ပြောပြချင်ပါတယ်။နော်သူက on screen keyboard ဆိုတဲ့အတိုင်းဒီ screen ပေါ်မှာဒီလိုမျိုး mouse နဲ့ထောက်ပြီးတော့ click နှိပ်ပြီးတော့သုံးရတာပါနော်။တကယ် keyboard အစ်စ်လိုမျိုးလက်နဲ့အဲ လက်နဲ့သုံးရတာမျိုးမဟုတ်ပါဘူးเนาะလက်နဲ့သုံးလို့မရပါဘူးเนาะအဲอืมတခုရှိတာကတော့ဒီ test screen သုံးတဲ့ laptop မျိုးပေါ့เนาะဒီ Windows operating system သုံးတာရဲ့ test screen သုံးတဲ့ laptop တွေ tablet တွေမှာဆိုရင်တော့ဒီ phone ဖုန်းထဲမှာဖုန်းမှာရိုက်ဖုန်းစာရိုက်တယ်လို့ပဲเนาะ phone test screen လိုမျိုးပဲအဲ့လိုမျိုးဆိုတော့ touch and သုံးလို့ရပါတယ်အခုဒီ ရိုးရိုးကွန်ပျူတာတွေရိုးရိုး laptop တွေမှာဆိုတော့အဲ့လိုမျိုးလုပ်လို့မရဘူး mouse နဲ့ဒီလိုမျိုးအဲ click လုပ်ပြီးသုံးရတာပါနော်ဒါလေးကတော့ဒီ on screen keyboard ရဲ့အကြောင်းလေးကိုနည်းနည်းလေးရှင်းပြတာပါနော်အခုသုံးပါတော့တကယ် keyboard set ကိုလက်နဲ့ရိုက်ပြီးတော့ဆက်ရပြပါပါနော်အဲ့တော့ဒီမှာ set နဲ့ create လုပ်ထားတဲ့ notebook file တခုရှိပါတယ်နော်သူ့ကိုဖွင့်ပြီးတော့ဆက်ရပြပါမယ်အဲ့တော့ဖွင့်မယ်ဆိုရင် double click လေးနဲ့ပြီးတော့ဖွင့်လိုက်ပါနော် လူကစာရိုက်ထားပြီးသား file ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီမှာနော်စာရရှိနေတယ်အဲ့တော့ဒါလေးကို maximize လုပ်လိုက်ပါနော်အဲ့တော့အရင်ဆုံးကိုကစာရိုက်တော့မယ်ပေါ့နော်စာရိုက်ချင်တယ်ကိုကဒီအောက်အောက်မှာတက်တက်ရိုက်ချင်တယ်နော်ဒီစာပိုက်လေးရဲ့အောက်မှာစာဆက်ရိုက်မယ်နော်အဲ့တော့စာရိုက်တော့မယ်ဆိုရင်အရင်ဆုံးဒီမှာကာစာလေးရအပေါ်ဆုံးကိုရောက်နေနော်ဒီမိတ်တုံးမိတ်တုံးဖြစ်နေတဲ့ထုတ်ချောင်းကိုကာစာလို့ခေါ်ပါတယ်နော်ကာစာလေးရအပေါ်ဆုံးကိုရောက်နေတယ်သူ့ကို ကိုကဒီဒီစာပိုင်းအောက်မှာရောက်ချင်တဲ့အတွက်ကာဆောင်နေရရအောင်ရွှေ့မှရတယ်နော်အဲ့လိုကာဆောင်နေရရွှေ့ချင်တယ်ဆိုလို့ရှိရင်ဒီပုံပေါ်မှာ up down left right ဆိုရဲနော် arrow key လေးလေးခုရှိပါတယ်နော်အဲ့တော့အဲ့ဒီ arrow key လေးတွေနဲ့ရွှေ့ပြီးတော့အရင်ဆုံးရွှေ့ရပါမယ်နော်ကာဆောင်အဲ့တော့ဒီအောက်ကိုဆင်းကျင်တဲ့အတွက်ကြောင့်မို့လို့ဒီ down arrow key လေးနဲ့နှိပ်ပြီးတော့ဆင်းမယ်နော်ချက်နဲ့သူကတချောင်းဆင်းသွားတယ်နော်အဲ့တော့ဒီဘက်ကဒီ down arrow key လေးကိုနှိပ်လိုက်မယ်နော်ဟုတ်ပြီ ကဲနောက်ဆုံးအကြောင်းရောက်တော့သူကဆက်ဆက်ဖြတ်ပြီးတော့အောက်ကိုဆင်းလို့မရတော့ဘူးเนาะအဲ့တော့ဒီဘက်ကိုဒီညာဘက်ကိုကာဆာကိုရွှေ့မှရတယ်เนาะညာဘက်ကိုရွှေ့မယ်ဒါဆိုရင်ဒီ right arrow key လေးနဲ့ရွှေ့သွားမယ်เนาะ right arrow key လေးနဲ့နှိပ်သွားမယ်เนาะဒါရှောက်နှိပ်ထားရင်လည်းရတယ်เนาะစာများတယ်ဆိုနှိပ်လိုက်မယ်ဟုတ်ပြီရပြီဒါဆိုရင် enter နဲ့ဆင်းလို့ရတယ်အဲ့တော့နောက်တစ်ချောင်းဆင်းကျင်တယ်ဆိုရင်ဒီမှာ enter လေးနှိပ်လိုက်ဒါဆိုရင်နောက်တစ်ချောင်းရောက်သွား နော်အဲ့တော့ကြောင်းထက်ချလိုက်ပြီနော်ရှင်းသွားအောင်အဲ့ဒါဆိုရင် enter ထပ်နေလိုက်ဟုတ်ပြီနောက်အဲ့ဒီမှာစာဆိုင်ရတော့ဘောနော်အဲ့တော့ပထမဆုံးစလုံးကို capital letter နဲ့ကြီးနေရချင်းနေဆိုရင် shift နဲ့ကိုရချင်းနဲ့စလုံးနဲ့ကိုတွဲပြီးရရပါတယ်နော်အဲ့တော့နောက်ခုစလုံးတပြိုင်နဲ့ရရပါဘောနော်အဲ့တော့ shift ကိုနှိပ်ထားပြီးရင်ကိုရချင်းနဲ့စလုံးလေးနဲ့အဲ့တော့တပြိုင်နဲ့တွဲရရပါတယ်နော်ဒါဆိုရင် shift နဲ့ ကိုအကြီးလေး i နည်းလေးရချင်တယ်နော် i နည်းလေးတွေ့ရတယ် i i အကြီးလေးဖြစ်သွားပြီနော်ပြီးရင် space ချမယ်ဆိုရင်ဒါလေးကိုနှိပ်မယ်နော် space ပါလို့ရှင်ဆက်ရမယ်နော်ဟုတ်ပြီအမမာရမ်းမိတယ်ဗောနော်ကိုကမာရမ်းလိုက်ပြီလို့ကျွန်မဒါလေးကိုဖြတ်ချင်တယ်ဖြတ်ချင်တယ်ဆိုလို့ရှင်ဒီမှာကာဆာလေးရဲ့ နော်နောက်ဘက်ကစာရင်ဖြတ်ချင်နေဆိုရင် bus space key နဲ့ဖြတ်ရပါတယ်နော်ဒီပုံပေါ်မှာဆိုရင်တော့ဒီညမှာ bus space လို့ရေးထားပါလိမ့်မယ်နော်သူက delete key နဲ့လိုမျိုးတစ်ခုကအမြဲတမ်းတွဲရရှိတတ်ပါတယ်နော်အဲ့တော့ဒီ bus space ကိုနှိပ်ပြီးတော့ဖြတ်လိုက်မယ်နော် keyboard ပေါ်ကနေဟုတ်ပြီနော်အဲ့တော့ကာစာလေးရဲ့နောက်ဘက်ကစာတွေကိုဖြတ်ချင်ရင် bus space နဲ့ဖြတ်ရပါတယ်နော်အဲ့တော့ ောက်တစ်ခါကာဆာလေးရဲ့အရှိတ်ဘက်ကစာကိုဖြည့်စင်တယ်ဆိုရင်တော့ဒီ delete ပြီးနဲ့ဖြည့်ရပါတယ်เนาะအဲ့တော့အဲ့တော့ဆက်ကာဆာလေးကိုအရင်နေရာရွှေ့လိုက်မယ်เนาะကာဆာလေးကိုအရင်နေရာရွှေ့မယ်ဆိုတော့ဒီဘယ်ဘက်ကိုရွှေ့ချင်လဲเนาะဘယ်ဘက်ကိုရွှေ့ချင်လဲဆိုရင် left arrow key လေးနဲ့ရွှေ့လိုက်ဟုတ်ပြီအဲ့တော့ကာဆာလေးရဲ့ဒီဘက်နော်အရှိတ်ဘက်ကစာကိုဖြတ်မယ်ဆိုရင် delete ပြီးနဲ့ဖြတ်မယ်နော်ဟုတ်ပြီအဲ့တော့ ဒီကာဆာရဲ့အနောက်ဘက်ကဆာကိုဖြတ်ချင်တယ်ဖြတ်ချင်ဒလိနဲ့ကြီးမရအောင်နော်ဒလိနဲ့မရအောင်သူ့ကို blast piston ဖြတ်လိုက်ရအောင်ဟုတ်ပြီနော်ဒါဆိုတော့ဒီဒလိနဲ့ blast piston လေးကိုနည်းနည်း꿰ဝါးပြီနော်ဆက်ပြီးတော့နောက်တစ်ခုမှတ်ရမှာကဒီ up down arrow key ပေါ့နော်ဒီ up down left right arrow key လေးကိုနည်းနည်းထပ်ပြီးရှင်းပြချင်ပါပါနော်အဲ့တော့ဒီ key လေးကို အဲဒီဘက်ဘယ်ဘက်ကိုထပ်ရွှေ့လိုက်လဲနော်ထပ်ရွှေ့ပြီးရင်နောက်တစ်ခါတစ်ချက်ထပ်နေကြည့်မယ်နော်ချက်ထပ်နေကြည့်မယ်သူကရရနော်အပေါ်ရောက်သွားတယ်တစ်ချက်ထပ်နေတယ်ရရဆက်ဆွနေတယ်နောက်ပြန်ဆုတ်ဆုတ်သွားတယ်နော်သူကဒီဘယ်ဘက်ကိုသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ဘက်ကိုဘယ်လိုမျိုးဆုတ်ဆုတ်သွားပြီးအပေါ်ကိုဒီလိုရောက်သွားလိုက်မယ်နော်ပေါ်ကြောင်စီရောက်သွားလိုက်မယ် ဒါ left arrow key လေးဘယ်လိုသွားရဲဆိုတာလေးကိုပြရအောင်နော် left arrow key နော်ဒီဒါဆိုရင် right arrow key လေးကိုကြည့်ကြည့်မယ်နော် right arrow key လေးကိုပဲနှိပ်ကြည့်မယ်နော် arrow key လေးကိုနှိပ်ရင်သူကညာဘက်ကိုပဲပြန်ပြန်လာတယ်နော်ညာဘက်ကိုပဲပြန်ပြန်လာတယ်ဟုတ်ပြီနော်ဒါလေးကိုပဲနှိပ်ရင်နော်အဘကိုပဲပြန်။အော်ဒီမှာကျတော့မရတော့ဘာဖြစ်လို့လဲဆိုတော့စာဒီချိပဲရိုက်ထားတာမို့လို့ เนาะစာကဒီရှိပဲဒီနောက်ထပ်ဆက်ပြီးရိုက်ထားတာမရှိတော့เนาะအဲ့ဒီတော့ကြောင့်မလို့ဆက်ပြီးတော့မရတော့ဘာဒီ error key ကြီးနှိမ်မရတော့เนาะ right ကိုဆက်နှိမ်လို့မရတော့เนาะအဲ့ဒါဘာလို့ပြောချင်တာလဲဆိုရင်ဒီ up down left right เนาะဒီ error key လေးတွေဟာ ဒီစာရှိတဲ့နေရာတွေเนาะဒီစာရှိတဲ့နေရာတွေမှာပဲသုံးလို့ရပါတယ်เนาะစာရှိတဲ့နေရာတွေမှာဒီကာစာလေးကိုအပေါ်အပေါ်စာချောင်းကိုတွားခြင်းနဲ့အောက်ကိုစာချောင်းကိုတွားခြင်းနဲ့เนาะဘယ်ရွှေ့ခြင်းနဲ့ညာရွှေ့ခြင်းနဲ့ဆိုရင်ဒီ arrow key လေးတွေကိုသုံးလို့ရပါတယ်เนาะစာရိုက်ထားတာမဟုတ်တဲ့နေရာ စာမရှိတော့တဲ့နေရာတွေမှာဆိုတော့သူ့ကိုသုံးလို့မရပါဘူးเนาะအဲ့ဒါလေးတစ်ခုမှတ်ထားပေးပါเนาะအဲ့တော့ဒီမှာဆိုရင်တော့ကိုကအဲနောက်ထပ်တစ်ချောင်းเนาะနောက်ထပ်တစ်ချောင်းကိုတွားခြင်းနဲ့ဆိုလို့ရှိရင် enter နှိပ်မှရပါတယ်เนาะ အန္တနိုင်မရောက်ခင်ဗျာဟုတ်ပြီဒါဆိုရင်တော့ဒီ up down left right key လေးတွေကိုရှင်းသွားလောက်ပြီနော်ဒါဆိုရင်ဒီ caps lock key လေးအကြောင်းပြောပါမယ်နော်ဆက်ပြီးတော့အဲ့တော့ဒီ caps lock key လေးကိုနှိပ်ကြည့်လိုက်မယ် keyboard ပေါ်မှာနော်နှိပ်လိုက်ရင် keyboard ပေါ်မှာမီးလေးနေသွားပါလိမ့်မယ်နော် caps lock key ကိုနှိပ်ထားရင်ဒီ key တွေအကုန်လုံးက capital letter တွေဖြစ်သွားပါတယ်เนาะအဲ့ဒီအချိန်မှာရိုက်မယ်ဆိုရင်အကုန်လုံးက capital letter တွေထွက်လာပါတယ်เนาะဒီ key ကိုရိုက် ော်ကိုကအားလုံးကပ်တန်လက်တာနဲ့ရချင်နေဆိုရင်တော့ဒီကပ်စလော့ကီးကိုဖွင့်ထားပြီးရိုက်လိုက်ရပါတယ်เนาะအဲ့လိုမဟုတ်ဘဲနဲ့ဒီအစစလုံးလေးကိုပဲကပ်တန်လက်တာနဲ့ရချင်တာဆိုရင်တော့ဆဆောကပြောသလို shift key နဲ့ပဲတွဲရရပါတယ်အဲ့ဒီအချိန်မှာတော့ဒီကပ်စလော့ကိုပိတ်ထားမှရပါတယ်เนาะကပ်စလော့ကိုပိတ်ထားပိတ်ထားပြီးတော့ shift နဲ့เนาะကိုရချင်တဲ့စလုံးလေးနဲ့တွဲရတယ်เนาะအဲ့ဒါအဲ့ဒါမှရပါတယ်เนาะဟုတ်ပြီဒါဆိုရင်ဒီ ဒီပေပဲအချမ်းကကိလေလေးနဲ့ပတ်သက်ပြီးတော်တော်လေးနားလည်တော့ပါနော်ဆက်ပြီးတော့ဒီညာဘက်ကကိလေအကြောင်းပြောပြမယ်နော်ဒီမှာဆိုရင် nan block ဆိုတဲ့ကိလေရှိပါတယ်နော်ဒီကိလေကသူ့ကိုတစ်ချက်နှိပ်လိုက်ရင်ဒီညာဘက်အချမ်းကကနန်းနေကနန်းတွေကိုနှိပ်လို့မရတော့ပါဘူးနော်ကီးဘုတ်ကမှဆွဲလဲလို့ပဲအဲကီးဘုတ်ပေါ်ဒီညာဘက်အချမ်းကကနန်းတွေကိုနှိပ်လို့မရတော့ပါဘူးဒီကိလေကနောက်တစ်ချက်ပြန်နှိပ်ရင်ပြန်ပွင့်သွားပါတယ်အဲတော့သူကတစ်ချက်နှိပ်ရင်လော့ကျသွားတယ်ဒီညာဘက်အချမ်းကကနန်းတွေနှိပ်လို့မရတော့ နောက်ဆက်ပြန်နေပြန်ပွင့်လာတယ်เนาะခဏလေးပြန်နှိပ်လို့ရတယ်เนาะအဲ့ဒါလေးကိုအခုဒီမှာဒါလေးကိုနှိပ်လိုက်မယ်เนาะနမ်ဘလော့ကြီးလေးကိုနှိပ်လိုက်เนาะနှိပ်ပြီးတော့ဒီမှာဒီညာဘက်အချမ်းအားခဏလေးကိုရိုက်ပြရမယ်เนาะဒီနေရာမှာမရအောင်เนาะရိုက်လို့မရဘူးကာစာဟိုရောက်ဒီရောက်ဖြစ်တယ်เนาะအဲ့တော့ဒါလေးကိုပြန်ဖွင့်လိုက်မယ်เนาะဒီနမ်ဘလော့ကြီးလေးကိုပြန်ဖွင့်လိုက်เนาะပြန်ဖွင့်ပြီးတော့ဒီညာဘက်အချမ်းခဏလေးเนาะညာဘက်အချမ်းခဏလေးနှိပ်เนาะရရเนาะဒီမှာ နော်ဒီရက်နေလေးရတယ်နော်ရတယ်နော်အဲ့တော့ဒီနမ်လော့ဆိုတာတစ်ချက်နှိပ်ထားရင်ဒီညာဘက်ခြမ်းကနန်းတွေကိုရိုက်လို့ရတော့နောက်တစ်ချက်ပြန်နေပြန်ပွင့်သွားမယ်ပြန်ရလို့ရတယ်နော်သူကဒီညာဘက်ခြမ်းကနန်းတွေနဲ့ပဲစိုက်ပါတယ်နော်ဒီနမ်လော့ကြီးရဒီဘက်ဘက်ခြမ်းကနန်းတွေနဲ့မစိုက်ပါဘူးသူ့ကိုနှိပ်ထားလေဒီဘက်ဘက်ကကနန်းတွေရရိုက်လို့ရပါတယ်နော်အခုဒီမှာသူ့ကိုနှိပ်ထားတယ်နော်နှိပ်ထားပြီးဘက်ဘက်ကကနန်းတွေကိုရိုက်ကြည့်မယ်နော်ဒီဘက်ပေါ် ရလို့ရနော်။မဆယ်နဲ့ဒီမှာရလို့ရနော်။နော်။အဲ့တော့ဒီ name lock key လေးကတော့အဲဒီသဘောအတိုင်းပါပဲနော်။ဒါဆိုတော့ဒီ key ပုံနဲ့ပတ်သက်ပြီးတော့ဒီအဲတိတိတိတ်တဲ့ key လေးတွေကိုတော်တော်လေးနားလည်တော့လောက်ပါနော်။အခုဒီ file လေးကိုဟိုဆာရိုက်ပြီးသွားပြီဆိုလို့ရှိရင် file လေးကို save လုပ်ပါမယ်နော်အဲ့တော့ကိုခုခုလုပ်ပြီးပြီဆိုရင်လုပ်ပြီးတိုင်းမှာ နော် save ကိုအမြဲလုပ်ရပါမယ်နော်မပိတ်ခင် save ကိုလုတ်ဖြစ်အောင်လုပ်ရပါမယ်နော်အဲ့တော့ file ကို save လုပ်မယ်ဆိုရင်ဒီ file ဆိုလေးကိုနော် left click နှိပ်မယ်ပြီးရင် save ဆိုတာလေးကိုနှိပ်လိုက်နော် left click ဟမ်ဒါဆိုရင်သူက save လုပ်သွားပြီ save လုပ်ပြီးမှပိတ်ရမယ်နော်ပိတ်မယ်ဆိုရင် exit လုပ်ထားပါနော်ပြီးရင်ကို save ထားတာလေးကိုပြန်ကြည့်ရှင်းမယ်နော်နော်ကို save ထားတဲ့အတိုင်းအားလုံးရှိနေနော်အဲ့တော့ တစ်ခုမှတ်ရမှာပါကိုတစ်ခုခုအလုပ်လုပ်ပြီးတိုင်းเนาะ file ကိုမဖြစ်မနေ save ရပါမယ်เนาะ save လုပ်ရပါမယ်เนาะပိတ်ခင်မှာ save ကိုလုပ်ဖြစ်အောင်လုပ်ရပါမယ်เนาะမဟုတ်ဆိုရင်တော့ကိုလုပ်ထားတာဒီဟိုသူကမတင်သွားပဲねအဲကိုလုပ်သွားတာဒီဟိုပျောက်သွားပါလိမ့်မယ်เนาะအဲအဲ့လိုမပျောက်သွားအောင်လို့ file မပိတ်ခင်မှာ save ကိုလုပ်ဖြစ်အောင်လုပ်ရပါမယ်เนาะကိုတော့ပြန်ထွက်လာမယ်เนาะဒါဆိုရင်တော့ဒီနေ့ဗီဒီယိုမှာပြောခဲ့တဲ့ ကွန်ပျူတာနဲ့ပတ်သက်ပြီးမဖြစ်မနေသိရမယ့်အစိတ်ပိုင်းတွေအကြောင်းဆက်ဖွဲ့ပိတ်လုပ်ပုံလုပ်နည်း keyboard mouse သုံးပုံသုံးနည်း file ဖွဲ့ပိတ်လုပ်ပုံလုပ်နည်းเนาะနောက်တစ်ခါဒီ desktop အကြောင်း step menu taskbar ဒါတွေအားလုံးကိုနားလည်သွားတော့ပါမယ်เนาะနောက်ဗီဒီယိုမှာဒီ file file နဲ့ folder တွေလေ create လုပ်ပုံကစပြီးတော့အသေးစိတ်ကိုပြောပြပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်